အမေရိကန်ကျောင်းသူတို့ကသူမရဲ့အင်္ဂါချက်ကနေအောင်ကြီးလို့တောက်ပနေခဲ့ပျော်ရှင်စရာပွင့်လင်းသဖြင့်ကြီးစင်တွေကအဆိုးဆုံးအိမ်မဆူဖြစ်လာမယ်လို့ဘယ်သူမှမထင်ခဲ့ကြဘူး၂005ခုနှစ်မေလ30ရက်နေ့အေဒင်ဥယျာဉ်ကိုလှပတဲ့အရူဘာကျွန်းရဲ့တဲတောင်ပြင်မှာနတလီဟော်လိုဝေးဟာနေထဲမှာပျောက်ကွယ်သွားခဲ့ပါတယ်။ဘာတဲလွန်စားဘာတက်တီမှာအတီးကြမကြံခဲ့ပင်နဲ့ကျွန်တော်တို့အားလုံးကိုစဉ်းစားစရာဖြစ်စေတဲ့မိခွန်းတစ်ခုကဒီနေ့အထိရှိနေတော့မှာပဲ။အဲ့ဒီညကတကယ်ကိုဘာဖြစ်ခဲ့တာလဲ။ အားလုံးမင်္ဂလာပါလူထီစွာပြန်လဲကြိုဆိုလိုက်ပါတယ်ပြောဆုံးတော့တဲ့ကောမလီနာမည်က Natalie and Hollywood ဖြစ်ပါတယ်အလကောင်းကတည်နေ Mountain Brook ကအသက်16နှစ်အရွယ်ဘွဲရဲ့ကျောင်းသူလေးတူဦး ထက်တန်းကြောင်းပြီးကြတာဆိုတော့ပျော်ရွှင်မှုတွေနဲ့ပြည့်နေတဲ့ကောင်းမလေးတယောက်ဖြစ်ပါတယ် 2005ခုနှစ်မေလမှာတော့လက်တလီဟာသူမရဲ့အတန်းပေါ်124ဦးနဲ့အတူ Caribbean ပင်လယ်ထဲကအပန်းပြေစခန်းဖြစ်တဲ့ Aruba ကိုအကြောင်းပြရခီးထွက်ခဲ့ကြပါတယ်။ Aruba ဟာရှာစုမှုလုံးနဲ့ပတဲ့ One Happy Island လို့လူသိများပါတယ်။ဒါပေမဲ့အဲ့ဒီညမှာတရှိမှုတွေကထိလန့်စရာအဖြစ်ဆိုးအဖြစ်ကြောင်းလဲသွားခဲ့ပါတယ်။လက်တလီရဲ့တငယ်ချင်းတွေဟာခီးစဉ်ရဲ့နောက်ဆုံးညကို Orange Justin မြို့တွေကနာမည်ကြီး Carlos Charlie ဆိုတဲ့ကလပ်မှာကိုဆိုးခဲ့ကြတယ်။ အဲ့ဒီနေရာမှာပဲသူမရဲ့ကံကြမ္မာကိုပြောင်းလဲစီမဲ့သူနဲ့စတင်တွေ့ဆုံခဲ့ပါတယ် မေးလဲတော့တယ်ရမနဲ့တနိုင်ခွဲခတ်ပါနဲ့တတိကိုနောက်ဆုံးတွေးခဲ့ရပါတယ်ကလပ်ကနေထွက်လာပြီးဒက်ရှ်နိုင်ငံသားဂျောင်းလာဖြစ်ဂျိုရန်ဘန်ဒါစလော့နဲ့ဒေသခံညီကိုလေးဖြစ်တဲ့ဒီဘက်ဆက်ဒစ်ခန်ပူရူရဲ့ကားရဲ့ကိုဝင်သွားခဲ့တာအဲ့ဒါသူမကိုနောက်ဆုံးရှင်တန်လေးရဲ့တွေးခဲ့ရတဲ့ငွေဝင်တစ်ခုပဲဖြစ်ပါတယ်မနဲ့မိုးလင်းတော့နဲ့တတိကသူမရဲ့လင်းနမှတ်အတွက်ချိန်ဆတာတဲ့နေရာကိုရှောင်းမလာခဲ့ပါဘူးသူမရဲ့ပစ္စည်းတွေ passport အစုံတွေကဟိုတယ်အခန်းထဲမှာပဲအကောင့်အတိုင်းကျန်နေခဲ့ပါတယ်သူမကဘယ်ကူမှမထွက်တော့ပါဘူးဒါပေမဲ့ သူမှပျောက်ကွယ်သွားခဲ့ပါတယ်ချက်ချင်းပဲအခန်းဖော်တွေနဲ့အုတ်ထင်းသူတွေကစုံစမ်းတော့လက်တန်းဒီဟာဖန်တာစလောနဲ့အတူကားနဲ့ထွက်သွားတာကိုသိလိုက်ရပါတယ်အစပိုင်းမှာတန်တန်းရှိသူ၃ဦးစလုံးကသူငါကိုဟိုတယ်ကိုလိုက်ပို့ပေးခဲ့ကြတယ်လို့ပြောပါတယ်ဒါပေမဲ့ဒီလိုအချိန်အခါမျိုးမှာအမြဲတွေးရတဲ့အတိုင်းသူတို့ရဲ့စကားတွေဟာအချိန်ကြာလာတာနဲ့အမျှအချိန်ပေါင်းများစွာပြောင်းလဲခဲ့ပါတယ်တဲနုံစာလုံးဝမကြံခဲ့တာဟာဒီအမှုရဲ့အထူးခြားဆုံးပြည့်ဝချက်ပါတန်းကြီးမှာဘာပစ္စည်းမှမကြံခဲ့တယ်လို့ဟိုတယ်မှာလည်းထူးခြားမှုမရှိခဲ့ပါဘူး သူမရဲ့ခန္ဓာကိုယ်ကိုလည်းဘတော်မှရှာမတွေ့ခဲ့ပါဘူး။အခြားအားလုံးဟာဒီထဲမှာပျောက်ကွယ်သွားသလိုပါပဲ။ဒီအမှုဟာနိုင်ငံတကာအံ့ဩဆဲမှုရခဲ့ FBI နဲ့အခြားနိုင်ငံတကာအဖွဲ့အစည်းတွေပါပူးပေါင်းပါဝင်လာခဲ့ပါတယ်။အရူဘရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးမှုဟာရှုပ်ထွေးတဲ့လမ်းကြောင်းကိုရောက်ခဲ့ရပါတယ်။ပထမဆုံးဖမ်းဆီးခဲ့သူတွေကတော့ဟိုတယ်လွန်ရွေးဝန်ထမ်းတို့ဖြစ်ပေမဲ့သူတို့ဟာဒန်းလွဲစီတဲ့တဲလွန်စာ Rehering နေတာဖြစ်ခဲ့ပြီးမကြခင်ပြန်လွတ်လာခဲ့ပါတယ်။အဓိကတန်ရရှိသူက Durban Dar Slot ပဲဖြစ်ပါတယ်။ သူရဲ့အမူအရာနဲ့မကြခံတဲ့ထွက်ဆိုချက် ပြောင်းလဲမှုတွေကြောင့်ရဲတွေကသူ့ကိုဖမ်းဆီးပြီးအချိန်ပေါင်းများစွာစစ်ဆေးခဲ့ပါတယ်။တခါကသူကနယ်လီကိုကမ်းကြီးမှာခြံထားခဲ့တယ်လို့ပြောခဲ့ပြီးနောက်တစ်ခါမှတော့သူမကိုတငယ်ချင်းတွေကိုလွန်ပြောင်းပေးခဲ့တယ်လို့ပြောပါတယ်။ဒီလို quick call နဲ့ထွက်ဆိုချက်တွေကြောင့်ပဲသူ့အပေါ်တန်တရားတွေပို့ပြီးတော့ကြီးထွားလာခဲ့ပါတယ်။ခဲပူးညီကိုနှစ်ယောက်ကိုလည်းဖမ်းခဲ့ပေမဲ့တသက်အထောက်အထားခိုင်လိမ်မှုမရှိလို့အချိန်အချင်းစစ်ဆေးမေးမြန်းပြီးတော့ပဲပြန်လွတ်ပေးခဲ့ရပါတယ်။ တီးမှုမှာတရားရေးအရာပြစ်ဒဏ်ချမှတ်နိုင်မှုအတွက်တရားရေးတတိအထောက်အထားတစ်ခုမှရှိခဲ့ပါဘူးရှုပ်အလုံးမတွေ့ဘူးမှုခင်ဖြစ်ပေါ်ခဲ့တဲ့နေရာကိုအတိအကျမသိရတဲ့အခါမှာတရားဥပဒေအရာဆွဲချက်တင်မှုခက်ခဲလာနေပါတယ်အချိန်မီကြာလာပေမဲ့2023ခုနှစ်မှာတော့အရှိပါတဲ့အပြောင်းအလဲကြီးတစ်ခုဖြစ်လာပါတယ် Jordan Vander Slot ဟာလည်းတနည်းရဲ့ Mickey Bath Holloway စီကနေဝင်ညှင်းဖို့စူးစမ်းမှုနဲ့အမေရိကန်မှာတရားရင်ဆိုင်ခဲ့ရပါတယ် အဲ့ဒီအမှုရတဲ့စိတ်တပိုင်းအနေနဲ့ Vanderslot ဟာသူကိုယ်တိုင်နယ်တလီကိုတက်ခဲ့ကြောင်းဝန်ခံခဲ့ပါတယ်။ဒါ့ပြင်လည်းဒီဝန်ခံချက်ဟာဝိညာဉ်မှုနဲ့လေလံမှုဆိုင်ရာဆွေးချက်တွေအတွက်ပဲကျောင်းဝင်မှာ ဖြစ်ပြီးတော့အရူပမှာလူတက်မှုအတွက်တော့ရုပ်အလောင်းမရှိခြင်းနဲ့တပ်တန်းကိုဆိုးခြင်းတို့ကြောင့်ဆွေးချက်တင်လို့မရခဲ့ပါဘူး။ သူရဲ့ဝန်ထမ်းချက်ကအဖြစ်ရဲ့စိတ်တပိုင်းကိုပဲဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။အတလီရဲ့ခန္ဓာကိုယ်ကိုပင်လယ်ထဲမှာစွပစ်ခဲ့ကြောင်းသူပြောခဲ့ပေမဲ့အဲ့ဒါကိုအတီးပြုတ်နိုင်တဲ့ခိုင်မာလုံးနဲ့တက်တည်တော့ဒီနေ့အထိမတွေ့ရှိရသေးပါဘူး။အမှုကပိတ်သိမ်းသွားပြီလို့ပြောလို့ရပါမယ်။နတလီရဲ့မိသားစုအတွက်တော့ငြင်းချမ်းမှုအပြည့်ဝမရခဲ့သေးပါဘူး။အတော့ဆုံးခုနှစ်မှာနတလီတို့တရားရုံးကတရားဝင်တည်ဆုံးသွားကြောင်းကြေညာခဲ့ပေမဲ့သူမရဲ့ခန္ဓာကိုယ်ကိုဗတော်မှာရှာမတွေ့ခဲ့ပါဘူး။ Vanessa Lloyd ရဲ့ဝန်ထမ်းချက်ဟာအဖြစ်ရဲ့အဆပဲဖြစ်ပါသေးတယ်။ ဖြစ်နိုင်ရှိတဲ့ theory တွေ၃ခုကိုကျွန်တော်တို့အခုစဉ်းစားကြည့်ရအောင်။နံပါတ်၁တရားဝင်ခဝန်ချက်ဗနာဆိုရဲ့ trust ဆိုချက်တွေအရာသူတို့ကိုကမ်းကြည့်မှာဆိုင်းနဲ့တက်ဖြတ်ပြီးပင်နေတဲ့ဆွန့်ပစ်ခဲ့ခြင်းပဲဖြစ်ပါတယ်။နံပါတ်၂ပူပေါင်းကြံစည်မှုအစကတည်းကဗနာဆလော့အပါဝင်၃စလုံးပူပေါင်းပါဝင်လက်ကြပြီးအတောင်းကိုဖြောက်ဖြက်ဖို့ကြိုးစားခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။နံပါတ်၃အလောင်းဖြောက်ဖြက်တဲ့လူတွေရဲ့အကူအညီအရာဆိုရင်ဘနာစလော့တူးတဲ့ရတာအမှန်တကယ်ကျွလွန်ခဲ့ပြီး ဒီသားသားဒါမှမဟုတ်ဩဇာရှိသူတူညီတော့အလောင်းကိုတော့ပျောက်ကွယ်သွားဝင်ပြေးခဲ့တာပဲဖြစ်သွားတယ်ဘလို့ပဲဖြစ်ပါစေဒီမှာဘယ်နေရာရောက်နေတယ်လဲဆိုတဲ့အထီးကမင်းခွဲရဲ့အဖြေကတော့အရူပရဲ့ညှိုးဝဲချက်တွေနဲ့အတူရေအောင်မှာမျိုးလီတုံးပါပဲ အမေရိကန်ကျောင်းလူတွေနဲ့ပြည်ဟောလိဝုဒ်ရဲ့ပျော်စောမှုဟာစုံတော့လောကအတွက်ဖြေရှာမရတဲ့နာကျင်စရာတမိုင်းတစ်ခုဖြစ်ကြံ့ရခဲ့ပါတယ်။ရှာစဘုတ်ကောင်ဟာသူ့လောက်ခဲ့ကြောင်းဝန်ခံခဲ့ပေမဲ့တရားဥပဒေအရအစစ်စစ်မှုပိတ်သိမ်းခြင်းနဲ့ခဝင်ကျက်တို့ချာကဒီလိုမျိုးကော်ဟချက်တွေအမှုကိုထူးခြားစေခဲ့ပါတယ်။ကျွန်တော်တို့အတွက်တော့ဒါဟာပြီးဆုံးသွားတဲ့အမှုတစ်ခုမဟုတ်ပါဘူး။ ဒါဆိုရင်ဒီကိစ္စနဲ့ပတ်သက်ပြီးပြည်သက်တို့ဘယ်လိုမြင်ပါလဲဂျိုးရန်ဘန်တာစလုတ်တယောက်တည်းကျူးလွန်ခဲ့တယ်လို့ယုံကြည်ပါလားဒါမှမဟုတ်အခြားအခြားသောသူတွေရဲ့ပူပေါင်းကြံ့စည်မှုတွေပါဝင်နေသေးတယ်လို့ထင်ပါလားလက်ရှိတွေတင်မြင်တဲ့ခိုင်မာတဲ့ theory တွေကိုကိုမအောင်ရှင်းခဲ့ပြလို့ရပါတယ်ကျွန်တော်တို့ဒီအကြောင်းကိုဆွေးနွေးရင်းလက်ဒလီဟော်လိုဝေးရဲ့ကိစ္စကိုမဲတဲ့အမှတ်ရနေကြဖို့ဆိုတော့ပိုက်တွန်းလိုက်ပါတယ်ကြည့်ရှုလားစင်ပေးကြရတဲ့ပြည်သက်တယောက်စီတာကိုထူးပင်ကျေးဇူးတင်ရှိပါတယ်